ရန့်ဆိုရရဲ့ဗီဇာပယ်ဖျက်မှုကြောင့်အမေရိကန်ရောက်နိုင်ငံတကာကျောင်းသားတွေပြည်နှံတန်ပေးခံရမှာစိုးရိမ်နေကြပါတယ်။အမေရိကန်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာရှင်းလင်းများအသင်းဟာအစပိုင်းမှာတရက်လျက်ကျောင်းသားနှုတ်ခမ်းမြင့်တာစုံစမ်းပေးမြှုပ်လက်ခံရရှိခဲ့ပါတယ်။သူတို့ကအမေရိကန်မှာလာရောက်ပညာသင်ကြားတဲ့ပြည်ပကျောင်းသားတွေဖြစ်ပြီးအေဗီလာအစပိုင်းကသူတို့ကိုရန်အနေနဲ့ကြိုတင်သတိပေးခြင်းဖြင့် တရားဝင်နေထိုင်ခွင့်ရုပ်သိမ်းခံခဲ့ရတယ်လို့ AP သတင်းမှာရေးသားထားပါတယ်။ရှင်းနေမြောသိစစ်ဆေးတွေ့ရှိမှုရဘယ်ကြောင့်သားမှပြည်နယ်နဲ့ပေးနိုင်တဲ့ပြမှုကိုကျူးလွန်ခဲ့ခြင်းမရှိပါဘူး။ဒါမဲ့ရှင်းနေမြောင်းအတင်းကိုမကြသေးမိရတဲ့အတွင်းဖုန်းခေါ်ဆိုမှုများပြားရှိလာပါတယ်။ယာချီတဲ့တောင်းသားတွေကသူတို့ရဲ့တရားဝင်နေထိုင်ခွင့်အဆုံးရှုံးသွားကြောင်းနဲ့ဘယ်လိုဆက်လက်ဆောင်ရွက်ရမလဲဆိုတာဖုန်းဆက်ပြီးကြံ့ကြံ့တောင်းခံတာဖြစ်ပါတယ်။ ဘော့စတန်ခြေဆိုင်လူဝေမှုကြီးကြီးဆိုင်ရာရှင်းနေကျောင်းမက်ထရိုမိုင်ယိုနာကဒါဟာပုံမှန်မဟုတ်တဲ့ကိစ္စလို့ကျွန်တော်ထင်ခဲ့ပါတယ်။သူတို့စိုးရင်ကြောက်နေကြပါတယ်။အခုနိုင်ငံတကာအကြောင်းသားတွေအစီအကဖုံးခုတ်မှုကတရက်ကိုစင်ကျင်ထက်မနေလက်ခံရရှိနေတယ်ဆိုပါတယ်။အခုလုံဆောင်ချက်တွေဟာအရင်အမြန်ဆက်ပြီးပြင်းထန်လာဖို့ရပါတယ်။တက္ကသိုလ်ထုတ်ပြန်ကြတဲ့ကျောင်းရရှိတွေနဲ့ဆက်သွယ်ရေးတွေကိုပြန်လည်သုံးသပ်ချက်ရမကြသေးမီရမြတွင်ကောလိပ်နဲ့တက္ကသိုလ်120ကျော်မှာ နိုင်ငံခြားသောအကြောင်းသားအနည်းဆုံး990ရဲ့ဗီဇာတွေရုတ်သိမ်းခံခဲ့ရပါတယ်။အဲဒီအကြောင်းသားတွေရဲ့တရားဝင်နေထိုင်ခွင့်ရုတ်သိမ်းခံခဲ့ရကြောင်း EP သတင်းဌာနကဆိုပါတယ်။ပြည်ရဲနေမအမေရိကန်မနိုင်ငံကအကြောင်းသားတန်းကျော်ရှိခဲ့ပြီးသူတို့ဟာအကြောင်းလာခပေါ်ဒီကမိခွန်နေရတဲ့ကောလိပ်တွေအတွက်အရေးပါတဲ့ဝင်ဝင်ရင်းမြစ်ဖြစ်ပါတယ်။ပြည်မအကြောင်းသားတွေဟာဘုအစိုးရရဲ့ဗန်နာရေးကူညီကိုရရှိဖို့လိုအပ်ချက်တွေလည်း မပြည့်မီကြပဲចောင်းလာကပေးနိုင်မှသာចောင်းမြားကလက်ခံမဲ့လက်မခံဘူးဆိုတာဆုံးဖြတ်ရမှာအရေးပါတဲ့အချက်ဖြစ်တာကြောင့်အများအပြားသူတို့ဟာចောင်းလာခောက်ကိုပြေဝပေးချေရပါတယ်တရားဝင်နေထိုင်ခွင့်ဆုံးရှုံးနေတဲ့ចောင်းသားအများပြားဟာအိန္ဒိယနဲ့တရုတ်ကဖြစ်ပြီး အဲ့ဒီနိုင်ငံပေါင်းဟာအမေရိကန်ကောလိပ်ရှိနိုင်ငံတကာကျောင်းသားဥယျာဉ်ရဲ့ထောက်ဝက်ကျော်ရှိပါတယ်။ဒါပေမဲ့ဗီဇာရုပ်သိမ်းမှုဟာကမ္ဘာပဲဒီသားမှကျောင်းသားတွေအတွက်ဦးတည်ကန့်သတ်ခြင်းမရှိကြောင်းရှင်းလင်းတယ်ကပြောပါတယ်။မီဂျီဂန်တက္ကသိုလ်နှစ်ခုမှကျောင်းသားလေးဦးဟာပြီးခဲ့တဲ့သတင်းပတ်ကသူတို့ရဲ့ F1 ကျောင်းသားဗီဇာရုပ်သိမ်းခံရပြီးနောက် transfer အရာရှိများကိုတရားစွဲဆိုခဲ့ပါတယ်။ American သမဂ္ဂကတော့၎င်းတို့ရဲ့ရှေ့နေကကျောင်းသားတွေအနေနဲ့ဘာကြောင့်ဗီဇာရုပ်သိမ်းခံရတယ်ဆိုတဲ့အကြောင်းပြချက်ကိုမရရှိခဲ့ဘူးဆိုပါတယ်။ ဂါဇာမှာအစ္စရေးစစ်ပွဲဆန့်ကျင်ဆန္ဒပြမှုနဲ့ရာဇဝတ်မှုနဲ့ဆက်ဆွဲခံရသူတွေပါဝင်အမေရိကန်ရဲ့မျိုးသားအကျိုးစီးပွားကိုဆန့်ကျင်တဲ့လုပ်ရည်လှုပ်ဆောင်ပြီးနိုင်ငံတွင်းရောက်ရှိနေသူတွေရဲ့ဗီဇာတွေကိုရုတ်သိမ်းကြောင်းအမေရိကန်နိုင်ငံဂျာရီဝန်ကြီးမာကော်ဘီယိုကပြောပါတယ်ထရန်ကတော့ဒီရပိုင်းတွင်းမှာသူ့ရဲ့တင်းမာလာတဲ့လူမှုကြီးတဲ့စီးမင်းတွေကိုအနေငယ်ရှော့ချတဲ့သဘောအနေနဲ့မိမိသဘောနဲ့နေရပြန်မဲ့ရွှေပြောင်းနေထိုင်သူတွေငွေကြေးနဲ့လိမ်လက်မှတ်စီစဉ်ပေးမယ်လို့ဆိုပါတယ် သူသမားဖြစ်လာပြီးတော့ဒေါ်လဲထရန့်ဟာနိုင်ငံတွင်းမှာရှိတဲ့ရွှေပြောင်းနေထိုင်သူတွေကိုဆူလိုက်ပြုံလိုက်နေရပြမိုးနိုင်ဖို့ကြိုးပမ်းနေပါတယ်။သူဆိုရဟာအဲ့ဒီကိစ္စကိုပြေဝအယုံဆိုင်နေတယ်လို့ထရန့်ကပြောပါတယ်။နေရပြမိုးမဲ့သူတွေကတချို့ကတော့ထောက်ပံ့ခြင်းနဲ့လေလက်မှတ်စီစဉ်ပေးတော့ပါမယ်။အမေရိကန်မှာနေတော့ကနမပြည့်မရှိပဲကောင်းကောင်းမွန်မွန်နေခဲ့ရင်ဒီထောက်ပံ့မှုကိုရမှာပါအမေရိကန်ဘက်ကလိုအပ်လာရင်လည်းတနက်သမီးများအမြဲပြောင်းခေါ်မှာပါလို့ထရန့်ကပြောပါတယ်အခုနေရပြဖို့သူတွေထဲမှာ နာမည်ကောင်းရှိသူတွေကိုအမေရိကန်ရဲ့လေယာဉ်လုပ်ငန်းနဲ့ဟိုတယ်လုပ်ငန်းတွေအတွက်လိုအပ်ရင်တော့ပြန်ခေါ်တုံးမှာဖြစ်ပြီးအခုတခါဝင်ရောက်ခြင်းဟာသူတို့အတွက်တရားဝင်ဖြစ်စေရမယ်လို့ထရန်ကဆိုပါတယ်